မင်္ဂလာပါကျွန်တော်မစ္စတာဖိုင်မိုဘိုင်းဖုန်းပြုပြင်ရင်အမှုပညာကကိုဖိုင်းပြီးပါဒီနေ့မိတ်ဆွေတို့ကိုကျွန်တော် Power IC အကြောင်းရှင်းပြမယ်ဆိုပြီးတော့ကျွန်တော်ကအဲ့ဒီမှာပုံလေး၅ပုံကျွန်တော်စီစဉ်ပြီးတော့ရေးဆွဲထားတယ် ဖုန်းထဲမှာ power inc power inc ဆိုတာကျွန်တော်တို့အမြဲတမ်းကြားဘူးတယ် power inc ကကျွန်တော်တို့ဖုန်းပြင်တဲ့ဖုန်းနဲ့ယင်းနီးပြားလူတွေအတွက်ကတော့အခက်အခဲမဟုတ်တော့ဘူး။ဒါပေမဲ့ဒီနေ့ခင်မှာဘလို့ဖြစ်လာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ power inc တိဆောက်ပုံတွေနည်းနည်းလေးထူချာဖန်ပြပြီးတော့နည်းနည်းလေးပို့ပြီးတော့ပွန့်လာတယ်။အဲ့ဒီဥစ္စာတွေကို ကျွန်တော်တို့ဟိုနည်းနည်း မတိတည်းရဲ့လူတွေအတွက်ကိုယ်ရည်ရွယ်လောက်တော့မဒီနေ့ပါဝါ MC ကြောင်းရှင်းမယ်လို့ရည်ရွယ်လိုက်တယ်။ဒါမော်ဒယ်အနေနဲ့ကိုရှင်းကျင်တာမဟုတ်ပါဘူး။နောက်ကျွန်တော်သွားကျင်တာမော်ဒယ်အမြင့်တွေကိုသွားကျင်တာပါပဲ။ဟလာခင်းတဲ့လျော်ညီတဲ့ဟာတွေကိုသွားကျင်တာဟုတ်တယ်။အရင်တုန်းကတော့ကျွန်တော်စာအုပ်ထဲမှာဟလာပါဝါ MC နဲ့ input output တွေနဲ့ပတ်သက်ပြီးလောက်တော့မကျွန်တော်ရှင်းပြထားတဲ့အဲဟိုဟာတွေပထမစာအုပ်ဒုတိယစာအုပ်တွေထဲမှာကျွန်တော်ရှင်းပြထားတာလေးတွေရှိရယ်။ပထမစာအုပ်ထဲမှာတော့တော့ရှင်းပြထားလိုက်မယ်။ဒါကဒီနေ့ခင်မှာတော့အပြောင်းလဲတွေအများကြီးဖြစ်သွားပါပြီ။ ။ဒါ power inc တလုံးနဲ့ပါတဲ့ဖုန်းမျိုးစားတွေဥပမာအရင်တော့ကဒါ13ဒါဒါမလွဲတာလို့ဒါထည့်ထားရတာတကယ်တော့ပြောမယ်ဆိုဒီဖုန်းတွေကတန်ကြီးကိုမရှိတော့ပါဘူး။ဒါ Oppo ဖုန်းတွေကနေပြီးတော့ထည့်ထားတာဟာလား။ Oppo ဖုန်းထဲမှာလည်းရှိရယ် Vivo ဖုန်းတွေထဲမှာလည်းရှိရယ် Huawei ဖုန်းတွေထဲမှာလည်းရှိသလိုကျွန်တော်တို့ Samsung ဖုန်းတွေမှာလည်း Power IC တစ်လုံးတည်းဆိုတာမျိုးရှိတတ်ပါတယ်။အများကြီးရှိခဲ့တာပေါ့။ ဒီနေ့ခင်မှာတော့ power and feel နှလုံး၃လုံးပါတဲ့အနေထားတွေရောက်ကုန်ပါပြီအခုလောလောဆယ်ကျွန်တော်ဒီမှာရှင်းပြခြင်းတဲ့ဥစ္စာ power and feel တစ်လုံးနဲ့ power and feel ရဲ့ကျွန်တော်ကြည့်တလောက်ကတော့ power and feel ရဲ့ဟိုအလုပ်တွေကသူကဘာတွေပါမလဲဆိုရင်နံပါတ်၁ power up system logic ဆိုတာကျွန်တော်တတိယမြောက် file ထဲမှာလည်းကျွန်တော်ရေးခဲ့ရှင်းပြခဲ့ဘူးပါတယ် power up system logic ဆိုတာ तू ကအလား power key နဲ့တွဲထားမယ် crystal နဲ့တွဲထားမယ်ပြီးလို့ရှိရင် तू က ပါဝါကလုံးနေတာနဲ့သူကပါဝါပုံမတော့ကိုသူက CPU ကို reset signal လမ်းပေးမယ်ဟာလားဒီအရာနဲ့ EMC ဘက်ကိုဆက်သွားမယ်ပြီးရင် PS4 signal ပြန်လာတဲ့အချိန်ညမှာတာသူကအလုံးလုံးနိုင်မှုအတွက်ကို power up system logic ဆိုပြီးလောက်တော့မှသူကတခုပါပါဒါပြလို့ရှိရင်နောက်တစ်ခုကကျတော့ bug LDO bug LDO ဆိုတာကသူကဟိုကျွန်တော်တို့ power IC တလုံးရဲ့ဘေးပတ်ဝန်းကျင်မှာအမြဲတမ်း ควายนี้เอควายนี้เอရှိပါတယ်ဟာလာควายนี้อ่ะဟာလာควาย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 ဒီမှာဆိုရင်ဒါควายလေးလုံးရှိရဲဒီကောင်ဆိုရင်တစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးရှိရဲဟုတ်ပြီအဲ့ဒီอ่ะ power ic အထွတ်နားလေးอ่ะควายနေอ่ะ तू อ่ะအ ਨੇ ဆုံးနှလုံးကနေလာဆိုမှ तू อ่ะ7နှလုံးလောက်အထိကိုရှိတာကျွန်တော်တို့တွေ့ခဲ့ဘူးပါတယ် အနည်းဆုံးနှလုံးသွားဥပမာ9633 power mv တုံးသားတဲ့ကောင်လေးတွေ 2G ကိုပဲ supporting ပေးတဲ့ကောင်တွေကြတော့ quai နှလုံးပဲရှိရဲ 3G ကို supporting ပေးတဲ့ကောင်တွေမှာအလား network ကိုပို့ပေးတဲ့ quai နှလုံးပြန်ရှိရဲအဲ့ဒီဒီနေရာမှာကျွန်တော်ပြောချင်တာ bug radio နဲ့သူက output ထွက်တယ်သူကနေလာဆိုမှ vivet တော့မဟုတ် bph တခဲလာတဲ့ပို့တဲ့ဒီကြားထဲမှာ fpt တွေကျွန်တော်ထည့်မဆွဲထားပါဘူး fpt ပါတဲ့မျိုးမပါတဲ့မျိုးပြီးရင်ကျွန်တော်ပြန်ပြီးရွှင်ပြထားပေးပါမယ်ဟုတ်လားအဓိကက तू က battery နေလာတဲ့ source port တွေ ီ3.7 to 4.2ဘို့ဂျာတဲ့မှာလာပြီးတော့ရှိရဲသူ့ကို VBAT ဟာလား VBAT တော့မဟုတ် FPD ခဏရင် BPH power လို့ခေါ်တတ်တယ်ဟာလားဒါကပတိကနေလာတဲ့ source port date ကိုသူကရယူပြီးလောက်တော့မှ output ကိုသူက2မျိုးနဲ့ထွက်ပေးပါတယ် output ပုံစံ2မျိုးနဲ့ထွက်ပေးတယ် coin ကိုကျွန်တော်ဒီမှာ၄လုံးဆွဲထားပြီမဲ့တကယ်တကယ်တမ်းမှာသူကဟိုသုံးသားတဲ့ power IC အမျိုးအစားပေါ်မူတည်ပြီးတော့ coin နှလုံးကနေပြီးတော့ဆက်နှလုံးကြီးရှိနိုင်ပါတယ် why နှလုံးကနေစက်နှလုံးထိရှိနိုင်ပါတယ်။ तू ကဘယ်တွေကိုသွားပြီးတော့ပို့ပေးမလဲဆိုရင်တေချာတာကတော့ तू က CPU ကိုတော့ပို့တော့ပေးမယ်။အနည်းဆုံး၂ကြောင်းကတော့ तू က CPU ကိုသွားပြီးတော့ပို့တော့ပေးမယ်။ကြံတဲ့ဟာတွေ तू ပေးခြင်းတဲ့နေရာတွေကို तू သွားပေးမှာ။ ကျန်တဲ့ဟာတွေကိုသူပေးခြင်းတဲ့နေရာတွေတပေးမှာဥပမာဟလာဟိုနှဝဘက်ကိုတပေးရင်လည်းပေးမယ်ဒါမွန်ရမ်ဘက်ကိုတပေးရင်လည်းပေးမယ်စရဖြစ်ပေါ့သူပေးခြင်းတဲ့နေရာကိုတပေးမယ်ဒါတွေကကျတော့သူသုံးသားတဲ့ power IC အမျိုးအစားပေါ်မူတည်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ diagram မှာ light ပြီးတော့ကြည့်ရမယ်ဟလာသူသုံးသားတဲ့ power IC အမျိုးအစားပေါ်မူတည်တော့သူ့ရဲ့ data sheet ကိုကျွန်တော်တို့ light ပြီးတော့လေ့လာမှာဖြစ်ပါတယ်အနည်းဆုံး၂ကြောင်းကနေပြီးတော့ကျွန်တော်တို့၁၂ကြောင်းလောက်ထိရှိနိုင်တယ်။တေချာတာတစ်ခုကတော့ तू က ဒီကနေ power in စီကနေ vivac uv လောက်ဆိုမှ bug ado bug point နေနဲ့ထုတ်လိုက်တဲ့ bug load drop output line နေဒီ3.7 to 4.2ကြာလုံးဝမရှိပါဘူး။သူကတော့ဘလောက်ပဲရှိမလဲဆိုလို့ရှိရင်1 volt 1.2 volt 1.1 volt 1.8 volt စတာဖြင့်သူကအဲ့လိုမျိုးတော့အနည်းငယ်တော့ voltage တွေပဲရှိပါမယ်။ဝင်တဲ့အတိုင်းလုံးဝပြန်ပြီးတော့မထွက်ပါဘူး။ ဝင်းတဲ့တိုင်းလုံးဝပြန်ဖက်ပါအောင်ဆိုတော့အားဆရာဟိုကျွန်တော်ကတော့ဟို8110တွေမှာဟာလာကျွန်တော်တို့တွေးခဲ့မှုပါတယ်ဟာလာ VPN ထွက်တယ်မှန်ပါတယ်အဲ့ဒီဥစ္စာအကြောင်းကိုပြီးရင်ပြန်ပြီးတော့ရှင်းပြပေးပါမယ်တချို့တွေဆိုရင်ဟာလာဒီအကြောင်းကိုဆိုရင်ပြန်ပြီးတော့ရှင်းပြကြရအောင်တိတ်ပြီးတော့မလို့တော့ဘာလို့လဲဆိုတော့ PM8110 ကဒီဘက်နောက်ပိုင်းမှာတိတ်ပြီးတော့မတုံးတော့လို့ပါဟာလာပုံမှန်အပြင်ဟောဒီ bug edio ကနေထွက်လာတာမှန်နေမြဒီသူကဟာလာ3.7 to 4.2ပို့ကြလုံးဝမရှိဘဲနဲ့ 3 point swing attack ကိုယော့နေတဲ့ဘိုးတွေပဲရှိပါမယ်ကျွန်တော်တို့တွေးတဲ့လောက်ကတော့အာနာဂုံ2.2 2.8တောင်မှမရှိသေးပါဘူးဟာလား2.2လောက်အာနာဂုံပဲကျွန်တော်တို့တွေးခဲ့ရတယ်ဒီနေရာမှာဟာလားကျွန်တော်တို့ power cloud ကိုနှိပ်တယ် power cloud မှာဘိုးရောက်ရတဲ့ဒါနဲ့ကျွန်တော်တို့ power cloud နှိပ်တယ်ဒီနေရာမှာဘိုးမထွက်လာဘူးဒါမှမဟုတ်လို့ရှိရင်ဒီနေရာမှာဟာလားဒီ coin တွေမှာဟာလားဟိုထွက်ရမယ့်ဘိုးတွေကိုပို့ပြီးတော့ထွက်နေရဆိုလို့ရှိရင်ပို့ပြီးတော့ထွက်နေတာယော့ပြီးတော့ထွက်နေရဆိုရင်ဟောဒီ bug audio ဆိုတဲ့ socket အပိုင်းလေးကပြတ်တာ လည်းဒါကလည်း power and c ပြတ်တာပဲလုံးဝမထွက်ရင်လည်းပြတ်တယ်ဒါမှမဟုတ်ရှင့် ထွက်တင်ထွက်တိုက်တာတဲ့ပို့ပြီးတော့ထွက်နေရင်လည်းသူကပြက်ပါတယ်အမောသူပြက်တာတေးကြလားမဟုတ်ပါတော့တချို့ဖုန်းတွေမှာကြော့လဲသဘောတရားဒီနှစ်လိုင်းဒီတစ်လိုင်းက CPU ကိုပေးသွင်းနေဆိုပါဆို CPU ပြက်လို့ရှိရင်လည်းဒီနေရာမှာပို့လာရတော့ဟိုအထွက်မခံတာပျောက်တာမျိုးလဲဖြစ်လိဖြစ်တာရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဟိုအတွေ့အကြုံနဲ့စကားပြောပါလိမ့်မယ်ပြီးရင်နောက်ထပ် power IC ရဲ့အလုပ်လုပ်ပုံကနောက်တစ်ခုကကြော့ linear low drop output ဆိုတာသူကဓာတ်ရိုက်ထုတ်တဲ့ line တွေ mark point တွေ မခံနာဘူးအဲ့ဒီကောင်တွေကကျွန်တော်ဒီမှာဆွဲထားတာ၄ချောင်းပဲရှိပေမဲ့ဟာလာ तू ကအ ਨੇ ဆုံး तू က16ချောင်းအချောင်း20ရဲ့အထက်မှာရှိပါတယ်16ချောင်းအချောင်း20ရဲ့အထက်မှာရှိပါတယ်အထက်လမ်းချောင်း20 तू ကလည်းဟာလာသူ့ရှိမှလည်းအဲဘလောက်တွေပဲထွက်မလဲဆိုလို့ရှိရင် तू ကလည်း0.6ဘိုးကနေပြီးတော့3.3ဘိုးကအများဆုံးပါပဲ 3 point 3 pole ကအများဆုံးပါပဲ3 point 3 pole ဆိုလို့ရှိရင် CPU ထဲမှာရှိတဲ့ USB socket ကိုတွားပြီးတော့ပေးမဲ့အပိုင်းလောက်ဒါ3 point 3 pole လောက်ရှိပြီးတော့ကြံတဲ့ဟာတွေဒီသူကအနည်းငယ်မြတော့ port တွေပဲရှိလာမယ်သူကလည်းဒီဘက်ကနေဝင်လာတဲ့3 point 7 to 4 point 2အတိုင်းပြန်ပြီးတော့ထွက်လို့မရဘူးဒီဘက်မှာဟာလာဟိုထွက်တင်ထွက်လိုက်တာတက်ပို့ပြီးထွက်နေရင်မထွက်ရင်သူကလည်းဒီ socket ပြတ်တာဒီ power IC ပြတ်တာပါပဲ အားဆရာဒီဘက်လမ်းကြောင်းမှာအထွက်လမ်းကြောင်းမှာကွန်ဆာတလုံးတလုံးလျှော့ကြနေငေါ်ဘူးထွက်ပါမလားအဲ့ဒါဆိုရင်ဘူးမထွက်ပါဘူးအဲ့လိုဆိုတော့ဒီဖျားပြတ်မှာမို့အပြင်ဘက်ကိုကျွန်တော်တို့သွားပြီးတော့ပြဿနာအဖြေရှာရမယ်။ဒါတွေကနောက်ပိုင်းကျလို့ရှိရင်တင်းတင်းနဲ့ကျွန်တော်တို့တည်သွားမှာဖြစ်တယ်။ဒါဖြစ်လို့ရှိရင် ကျွန်တော်ဒီလိုင်းနေရတဲ့ဟာလားဒီလိုင်းနေရသူဘယ်ကိုပို့ကျွေးမလဲတဲ့ဒီလိုင်းနေဒီသူက CPU ကိုလည်းကျွေးမှာပဲ eMMC ကိုလည်းကျွေးမှာပဲဒါပြလို့ရှိရင် socket တပုတ်လုံးမှာလိုအပ်တဲ့နေရာတွေမှာနည်းများသူကျွေးမယ်ဥပမာဟာလားဒီလိုင်းနေရအဲ SD card ထဲမှာ SD card ပို့ထွက်အောင်ကျွန်တော်တို့ပေးမယ် SIM card ထဲမှာ SIM card ပို့ထွက်အောင်ပေးမယ် SIM card မထည့်ရင် SIM ပို့ကိုသူမထွက်ပေးဘူးကင်မရာမဖွင့်ရင်ကင်မရာကိုပို့မပေးဘူးဟာလား Wi-Fi မတုံးရင် Wi-Fi ကိုပို့မပေးဘူးစရဖြင့်သူက အဲအဲ့ဒီလိုမျိုး line နေမှာသူကအဓိကထားရတော့ဒီနေ့ output line နေတုံးတယ်ဒီတည်းကနေ CPU ကိုသွားထားတဲ့ line နေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ mic အလုံးလုံးမှာ mic ကိုပို့ပေးရဲ့ line နေစတဲ့ဖြင့်သူအဲ့လိုမျိုးတွေအများဆုံးသုံးပါတယ်ကျွန်တော်ဒီမှာ၄ကြောင်းပဲဆွဲထားပြီမဲ့အမှန်တကယ်တမ်းမှအကြောင်း20လောက်ရှိပါတယ်နော်နောက်တစ်ခုက power ic တလုံးရဲ့အလုံးလုံးပုံနဲ့မှာတဲ့ charging control ဆိုတာအမြဲတမ်းပါပါတယ် ခြာချင်း control ဆိုတာအမြဲတမ်းပါပါတယ်သူ့မှာအပြင်ပမှာခြာချင်း IC ဒီခြားပါတီဖြစ်စေမပါတီဖြစ်စေဟလာ power IC ကတော့အမြဲတမ်းခြာချင်း manage အလုပ်ကိုသူလုပ်ပါမယ်ခြာချင်း control အလုပ်ကိုသူလုပ်ပါမယ် ။ charging IC ပါတီဖြစ်စေမပါတီဖြစ်စေ charging အသွင်းနဲ့စနစ်ကကျွန်တော်တို့ဟလာအဲအခုလောလောဆယ်ဆိုလို့ရှိရင် switching type နဲ့ linear type ဆိုပြီးလောက်ဆိုမှနှမျိုးရှိရ IC နဲ့ twin နဲ့စနစ်ရှိရ transistor နဲ့ twin နဲ့စနစ်ရှိရဘလို့စနစ်မျိုးနဲ့ပဲ twin သားတွေဖြစ်စေ charging control အလုပ်ကို power IC ကအမြဲတမ်းတွဲဆက်ပြီးလုပ်ပါတယ်။အပြင်မှာ charging IC တွေဟလာအပြင်မှာ charging အသွင်းချင်းနဲ့ပတ်သက်တဲ့ transistor တွေမပါဘူးဆိုရင် power IC ကနေပြီးတော့ charging အသွင်းချင်းစနစ်ကိုအပြည့်အဝအလုပ်လုပ်ပါမယ်။ ။နောက်ပြီးလို့ရှိရင်နောက်တစ်ခုက PWM driver PWM driver ဆိုတာကျွန်တော်ကတော့ဟလာအရင်တုန်းကအဲဒီကောင်ကကျတော့ကျွန်တော်တို့ဆရာလေးရှင်းပြခဲ့ဟာ password modulation ခုံလိုင်းကိုထုတ်ပေးရလို့ပြောပါတယ်။ကျွန်တော်ကတော့ဟို power management လို့တော့မှမာပြီးတော့ user media ရဲ့အဲ့နောက်ခုကသိပ်ပြီးတော့မကွဲပြားပါဘူး။ဆရာလေးပြောပြတဲ့ဟလာ password modulation ခုံလိုင်းထုတ်ပေးတဲ့အပိုင်း ဖြစ်အဲအဲအဲအပိုင်းတွေသူကပါပါမယ်ဒါပြီးလို့ရှိရင် analog to digital converter အပိုင်းတွေဟုတ်လား analog to digital converter အပိုင်းတွေပါဒါ power ip တစ်လုံးရဲ့ဖျားများအလုံးလုံးပုံဒါပြီးလို့ရှိရင်လူတွေကကျွန်တော်တို့ကအမြဲတမ်းဟိုမှတ်ထားတတ်တယ် power ip နားမှာ crystal တစ်လုံးအမြဲတမ်းပါတယ်လို့မှတ်ထားတတ်ပြီမဲ့အဲ့ဒါဒီပုံသေးမဟုတ်ပါဘူးဟုတ်လားတချို့ဖုန်းတွေမှာ power ip အနည်းနာလေးမှာ crystal မပါတာကိုတွေ့ရလိမ့်မယ် တချို့ဖုန်းတွေမှာ power ip ကျွန်တော်ဟို oppo vivo ဖုန်းအချို့မှာကျွန်တော်တွေ့ဥပါတယ်အဲ့လိုမျိုးဖုန်းတွေမှာ तू อ่ะ तू အတွက်လိုအပ်တဲ့ခုံလိုင်းကို तू อ่ะနေပြီးတော့ဟိုနှစ်ဝ ic ဘက်ကနေပြီးတော့ तू ပြန်ပြီးတော့ y သုံးတတ်တဲ့အလေးထားလေးရှိပါတယ် power ip နဲ့မှာ crystal တလုံးရှိနေမယ်လို့တော့ကျွန်တော်တို့တည့်တည့်မမှတ်ထားလို့ပါအောင်ပေးချတာတကူကတော့ power ip တလုံးဒီ battery ကနေဘို့ဝင်လာမဲ့လမ်းကြောင်းရှိရမယ် power ခလုံးနဲ့တွဲဆက်ထားရမယ် crystal ပါခြင်းမပါမယ်မပါခြင်းမပါဘူးအဓိက တော့သူ့ဘေးနားမှာဝန်းရံထားတဲ့အချံအရံအင်မတန်မှအများကြီးပါပါတယ်။ဝန်းရံထားတဲ့အချံအရံအများကြီးရှိပါတယ်။ဒါပေမဲ့ဝန်းရံထားတိုင်းမှာဘေးနားမှာတေချာပေါက်ကတော့အနည်းဆုံး꽌နှလုံးကနေ9လုံး10လုံး꽌4လုံးပါတဲ့ဟာရှိရဲ5လုံးပါတဲ့ဟာရှိရဲ9လုံးပါတဲ့ဟာရှိရဲ12လုံးလောက်ပါတဲ့ဟာရှိရဲဒီလိုသဘောတရားမျိုးတွေနဲ့သူကပြီးဖောက်ထားပါတယ်။ဒါ Power IC တစ်လုံးနဲ့ပါတဲ့ဘုံအမျိုးအစားတွေမှာ ်ညတော့အပြင်ဒီလိုဒီပောက်တယ်ဒီကြားထဲမှာ FPD ခံရင်ခံမယ်မခံရင်မခံဘူးโอเคမိတ်ဆွေတို့အနေနဲ့ဟာလာအဲတချို့ဟိုလုံးဝအခြေခံအတွေ့အကြုံမရှိရဲ့လူတွေအနေနဲ့နားမလည်နိုင်နေဘူးဆိုလို့ရှိရင်လည်းခဏလောက်ကြီးခံပြီးတော့စောင့်သွားပေးပါတရက်နည်း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 တဖြည်းဖြည်းနဲ့အဆင်ပြေသွားပါလိမ့်မယ်เนาะโอเคကျွန်တော်နောက်တစ်ခုကိုပြန်သွားကြည့်ရအောင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် power IC နှလုံးသုံးထားတဲ့ပုံမျိုးစား power iv နှလုံးသုံးထားတဲ့အမျိုးအစားညတော့အပြင်အလားအရင်တုန်းကတော့ကျွန်တော်တို့ Nokia kit ကနေ Samsung kit တွေဒီကျွန်တော်တို့ဘာတွေခေါ်ခဲ့လဲဆိုရင် power iv အသေး power iv အကြီးဆိုပြီးတော့ကျွန်တော်တို့သုံးတယ်ဒီဘက် kit မှာကတော့ကျွန်တော်တို့ first power iv second power iv ဆိုပြီးတော့လည်းခေါ်ကြတယ်ဘာလို့လဲဆိုရင် iv နှလုံးအရွယ်အစားမသိမ်းငြိမ်းနေဖြစ်လာတဲ့ဖုန်းတွေမှာကျွန်တော်တို့ first ရဲ့ second ရဲ့ခွဲခြားပြီးတော့ခေါ်လာလိမ့်ရှိရဲ့ ဒီမှာဆိုလို့ရှိရင်ဟောဒီမှာအဲဒီကောင်ကတော့အမားတော့ तू က charging IC ပါဒါပေမဲ့သူ့ကို fast power IC နေနဲ့အသုံးချထားတယ်ဒါ Redmi Note 5A Redmi Note 5A သူ့ကိုဒီနေရာမှာ fast power IC နေနဲ့သူ့ကိုအသုံးချထားတယ် Okay ဒီနေရာမှာ second power IC power IC နှလုံးပါခဲ့လို့ရှိရင်တဲ့ပထမဆုံး power IC အသေးဒီ तू က အမြဲတမ်းဘက်ထရီကနေဒီဘက်ဘိုဒိတ်ဝင်မယ်ဒီဘက်ကထွက်သွားတဲ့ဘိုဒိတ်ကိုသူကဘာလို့ခေါ်လဲဆိုရင် BPH power တို့မဟုတ်သူ့ကိုဒီဘက်မှာအခု MIDI မှာဆိုလို့ရှိရင် VFS လို့ခေါ်တယ်ဒါပြလို့ရှိရင် iPhone တွေမှာ VDD main လို့သူကအဲ့လိုမျိုးခေါ်တတ်တယ်ဟာလား စရဖြစ်ပေါ့ပိုင်းမဲ့ဒီဘက်ကတွေလဲ3.72 4.2ဒီဘက်ကလဲ3.72 4.2ဒီဘက်ကလာတဲ့ပိုးဒိတ်နဲ့ဒီဘက်ကပိုးဒိတ်နဲ့ဒီအတူတူပါပဲဘက်ထရီကလာတဲ့ပိုးဒိတ်နဲ့ဒီကနေထွက်တဲ့ပိုးဒိတ်ဥပမာဒီကွန်ကနေထွက်မဲ့ပိုးဒိတ်ဒီကျွန်တော်တို့ပါလဲဆိုလို့ရှိရင်3.72 4.2ပိုးပါပဲအဲ့မျိုး power in စီနှလုံးပါပြီဆိုလို့ရှိရင်တဲ့ ညာတော့အဖြစ်နေဒီကောင်ဒီဟာလာ Vbet ဝင်ပြီ BPH power ထုတ်ပေးတဲ့အလုပ်ရဲ့တာပြီးလို့ရှိရင် charging management charging IC အနေနဲ့သွဲဆက်ပြီးတော့အလုပ်လုပ်လို့ရှိရသွားတာဟို Nokia kit ကနေလာတော့မှ Samsung ဟာလာကျွန်တော်တို့ Note Samsung Note 2 Note 3အဲ့လောက်လောက်ကြီးကိုသူကဟာလာဒီစနစ်ကိုအများဆုံးသုံးခဲ့တယ်အဲ့ညာမှာဟာလာ power cloud ဒီအမြဲတမ်းသူက power IC second power IC နဲ့ပဲဆက်နွယ်ရမယ် crystal ပါခဲ့လို့ရှိရင်လည်း crystal ဒီ second power IC နဲ့ပဲဆက်သွင်းနေရမယ်ဒီကနေပဲ reset signal ထုတ်မယ် PS4 ဒီဘက်ကိုပြန်ပြီးတော့ဝင်လာမယ်ပြီးလို့ရှိရင်သူ့ရဲ့ထုံးစံအတိုင်း buck regulator တွေကနေဒီလောက်တော့မှ output line တွေထုတ်မယ် audio regulator ကနေ output line တွေထုတ်မယ်ဒီ first power ic ဒီ charging management အလုပ်ကိုဘယ်လောက်ပဲလုပ်တယ်လို့ဆိုဆိုဒီ power ic second power ic တို့မဟုတ် power ic အကြီးကြီးရလဲ charging control အလုပ်ကိုလုပ်လေလုပ်တာရှိရဲ့တဘာဝလဲတွေ့ရပါတယ် ဒီမှာဆိုလို့ရှိရင် Redmi Note 5 ADR ဆိုလို့ရှိရင် Fast Power IC ပေါ့နော် Fast Power IC ဒီမှာသူ BBA ထွက်ပြီးတဲ့ BFS ထွက်ပြီးတဲ့ coin လေးဒီမှာသူ့ရဲ့ဒီ coin လေးဒီ coin လေးဒီ coin လေးလေးတွေဆိုတာဒီကောင်လေးတွေကသူ့ရဲ့အခုဒီမှာ bug line ကထွက်တဲ့ဟာတွေအဲ့လိုဆိုလို့ရှိရင် low drop output line ကဘယ်ကနေထွက်လဲ low drop output line ကဒီပတ်ဝန်းကျင်မှာရှိတဲ့ corner sa လေးတွေဟာအဲ့ဒီ low drop output line ကထွက်လာတဲ့လမ်းကြောင်းပေါ်မှာထားရတဲ့ corner sa လေးတွေအကြောင်း20လောက်ရှိပါတယ်ဒါတွေကကျွန်တော်တို့သူ့လမ်းကြောင်းတွေကိုအတိအကျသိကြည့်ရင်တန်ရက်တက်ဆိုင်ရ ာတန်ရကန်နဲ့မှသွားပြီးတော့ကြီးမှပြီမယ်ဒါပါဝါရင်စီနှလုံးအနိုကီယာခေတုံးကနေလည်းပါတယ်ဟာကီဘက်ခေတုံးကလည်းပါတယ်ဒါပြလို့ရှိရင်ကျွန်တော်တို့ Samsung model အာအလစားတွေမှာကျွန်တော်တို့ပါခဲ့တယ်အခုနောက်ပိုင်း Xiaomi တွေမှာလည်းကျွန်တော်တို့ဒီလိုပုံစံနေလာပြီးတော့တွေ့ရပါတယ်ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်နောက်တစ်မျိုးပြန်သွားမယ်နောက်တစ်မျိုးကကျွန်တော်တို့ဟို ျွန်တော်တို့ Honda 48တို့ဟိုပြီးလို့ရှိရင် G Play Mini တို့ P8 Lite တို့အခုဟို Y62 တို့ GR5 တို့တွေမှာကျွန်တော်တို့တွေ့လာရတဲ့ High Silicon သုံးထားတဲ့အမျိုးအစားတွေ High Silicon သုံးထားတဲ့အမျိုးအစားတွေမှာဟာလာဒီကဘက်ထရီရဲ့ Power IC နှလုံးပါလာတဲ့ Fast Power IC Second Power IC Fast Power IC Second Power IC အဲ့နေရာမှာဟာလာကျွန်တော်တို့ခရိုင်းတွေ့ခဲ့တာဒီပါဝါအင်စီနာလေးမှာ point တစ်လုံးပဲ BPA ထွက်တဲ့ point တစ်လုံးပဲပါရမှာဖြစ်ပေမဲ့အခုကတော့ point နောက်ထပ်3လုံးပြန်ပြီးတော့ပူပါလာတယ်။ဘာကြောင့်မို့ပြန်ပြီးတော့ပူပါလာလဲဆိုရင်ဒီက power inc fast power inc ဒီသူ့အလုပ်ကအဲ့လား BP BP ဝင်ပြီးတော့ BPH power ထုတ်တယ် charging အလုပ်ကိုလှုပ်တယ်ဆိုတာတည်းမကတော့ဘူးဟာလားအပြင်မှာရှိတဲ့ backlight IC ကိုအပြင်မှာမထည့်ပဲနဲ့ဒီထဲကိုလာကြီးထည့်လိုက်တယ်အဲ့တော့ backlight အတွက်လိုအပ်တဲ့ BPH power coin backlight အတွက်လိုအပ်တဲ့ boost coin ကိုဒီကနေအာဒီမ ှအဲသူကထားလိုက်တယ်အဲ့တော့ဘက်လိုက်တွေ coin boost coin တလုံးပါလာတယ်ပြီးလို့ရှိရင်ဟာလာ LCD 5 boost LCD 5V အတွက်ကို coin တစ်လုံးလာလိုက်တယ် flash အ flash LED driver အတွက်ကို point တစ်လုံးလာပြီးတော့ပါလိုက်တယ်ဟလာ flat led ic ကိုလည်း तू ကအပြင်မှာမတွေ့တော့ဘဲနဲ့ဒီထဲမှာလာပြီးထည့်လိုက်တယ်သဘောတရားကတော့ तू ကအပြင်မှာရှိရမဲ့ ic လေးတွေကို तू ကိုဒီထဲမှာထည့်ပြီးတော့တိဆောက်လိုက်တဲ့သဘောပဲ high frequency မှာစာပြီးတော့တွေ့ရတယ်ဒါပေမဲ့ဒီ power ic အသေးမှာဘယ်တော့မှ power clone နဲ့တွဲဆက်ထားခြင်းမရှိဘူး power clone နဲ့တွဲဆက်တာဟလာ crystal နဲ့တွဲဆက်မှာဒါပြလို့ရှိရင် reset signal တွေထုတ်မှာဟလာတကယ်သူ့ရဲ့ audio output တွေဟလာ audio output နှစ်လိုင်းကို ထုတ်ပေးမဲ့ဥစ္စာတွေကအမြဲတမ်း power IC အကြီးလို့ခေါ်တဲ့ second power IC မှာပဲကျွန်တော်တို့တွေ့ရမယ်။ဒါတွေကလည်းမိတ်ဆွေတို့အနေနဲ့တော်တော်များများရင်းနှီးခဲ့ပြီးဖြစ်ပါလိမ့်မယ်။တော်တော်များများရင်းနှီးခဲ့ပြီးဖြစ်ပါလိမ့်မယ်။အဲ့ဒါဒီအခုဆိုရင်ကျွန်တော်ရှင်းပြနေတာ power IC အနေထားကပုံစံ၃မျိုးရှိပါပြီ။ဒီလိုပုံစံမျိုးတွေအခုကျွန်တော်တို့ Xiaomi တွေမှာလည်းတွေ့ရပါတယ် high silicon တစိမ့်ဖုန်းမှမဟုတ်ပါဘူးเนาะတွေ့နေရပါတယ်ဟုတ်လား။နောက်ထပ်တစ်မျိုးနောက်တစ်မျိုးကကြတော့အခုဒါဆိုလို့ရှိရင်ကျွန်တော်တို့မီအဲမီ 1a လာမီ a1 လာမီ 5x မီ 5x မှာ power inc နှလုံးသွေးမယ်မီ 5x မှာ power inc နှလုံးသွေးမယ်ဘီမှာလဲသူက point နေ point နေဘယ်နှလုံးရှိရတလုံးနှလုံးသုံးလုံးလေးလုံးဩဒီမှာဆိုလို့ရှိရင် second power inc မှာ point နေတလုံးနှလုံးသုံးလုံးလေးလုံး၅လုံး၆လုံး8လုံး okay အဲ့လောက်လောက်ထိလာပြီးတော့ရှိရမှာ percent နဲ့ဆက်ထားတယ်ဒါဒီ first power inc ဒါဒီ second power inc ဒါဒီ second point second point ဆိုတော့ तू อ่ะ power ခလုံးနဲ့ဆက်နွယ်ထားမဲ့အပိုင်းဒီဒီကောင်ပဲဖြစ်ရမယ် crystal ပါလို့ရှိရင် crystal နဲ့ဆက်နွယ်ထားတဲ့အပိုင်းဒီလည်းဒီကောင်ပဲဖြစ်ရမယ်တကယ် main ဟော main ဟာ back output line တွေကိုထုတ်ပေးမှာ audio output line တွေကိုထုတ်ပေးမှာအရေးကြီးဆုံးကောင်တွေကိုထုတ်ပေးမှာလည်းသူ့ရှိရပဲဖြစ်ရပါမယ်အဲ့လိုဆိုလို့ရှိရင်ဒီ power IC အသေးကဘယ်လိုအလုပ်လုပ်တော့ ။ဘောင်စီအသေးဒီအစွားနဲ့ပုံတန်းနည်းနည်းတူကျင်တယ်။ तू ကလည်းဟာလား။ तू ကလည်း charging management အလုပ်ကိုလုပ်တယ်။ backlight ကိုလုပ်တယ်။ LCD fiber အလုပ်ကိုလုပ်တယ်။ LCD fiber အလုပ်ကိုလုပ်တယ်ဆိုတဲ့အခါကျတော့ဒီနေရာမှာထူးခြားလာတာလေးတစ်ခုရှိရ LCD minus fiber ထွက်ပေးဖို့အတွက်ကိုဟာလားအနုတ်ควายတလုံးလာပြီးတော့ထားထားတယ် short ကြတာမဟုတ်ပါဘူး။ဒီနီနာဝင်းကျင်မှာလာပြီးတော့တွေ့ရပါလိမ့်မယ်။ဒါကကျတော့ backlight ရဲ့အတိုင်အုပ်ဒါကကျတော့ ဟိုခြာချင်းလမ်းကြောင်းမှာထားတဲ့ဗီနာတိုင်ကို OBB ဗီနာတိုင်အုပ်ကလေးကိုသူဒီမှာလာပြီးတော့ထားထားတယ် အဲ့တော့အစွားပြားကြတဲ့ဥစ္စာနဲ့တိတ်ပြီးတော့မသိမ့်နေနဲ့တိတ်ပြီးတော့ကွဲပြားခြာနာမှုတိတ်မရှိပါဘူးဒီဘက်မှာကျတော့ဒီဘက်ဒီမှာကျတော့အဲရှောင်းမီတွေမှာကျတော့ဒီဘက်မှာဘာလို့ခေါ်လာလဲဆိုရင် BFYF လို့ခေါ်လာတာ BFYF လို့ခေါ်လာပါတယ်ခြာနာကတော့ power IC အကြီးကြီး power clock နဲ့တွဲဆက်မယ် crystal နဲ့တွဲမယ် reset signal ထုတ်မယ် CPU ကို CPU ကနေ EMC ဘက်ကနေတော့တစ်ဆင့် PS4 ဆိုပြီးတော့ပြန်လည်လာတဲ့လမ်းကြောင်းပြီးလို့ရှိရင် buff audio တွေဖတ်မယ် load drop output linear အဲ့ဒီကိုလိုက်နေသူကအကြောင်း20လောက်ပြန်ထွက်မယ်အကြောင်း20လောက်ပြန်ထွက်မယ်โอเคဒါပြလို့ရှိရင်ကျွန်တော်တို့နောက်ထပ်တမျိုးသွားမယ်နောက်တမျိုးကကျတော့ကျွန်တော်တို့ဟာလာဒါ Redmi Note 3 Redmi Note 3မှာအခုဒီမှာ Power IC ဒီကောင်ကြီး Fast Power IC ဒီကောင်ကြီး Second Power IC ဟော EQ Charging ်ပြီးကြာချင်းကအကောင်းကကျွန်တော်တို့ Redmi Note 5A မှာကျွန်တော်တို့တွေ့ခဲ့တယ် Fast Power IC နေနဲ့အသုံးပြုထားတယ်ဟာလား Power IC အသေးအနေနဲ့အသုံးပြုထားပေမဲ့ဒီဖုန်းမှာတော့သူကသူ့ကို charging တီးတန့်မဲ့သူ့ကိုသုံးသားပါတယ် charging တီးတန့်ဆိုတဲ့အခါကျတော့ charging ကိုသူတယောက်တည်းအလုပ်လုပ်တာလားသူတစ်ကောင်နဲ့အလုပ်လုပ်တာလားဆိုတော့မဟုတ်ဘူး Fast Power IC နဲ့တွဲဆက်ပြီးတော့အလုပ်လုပ်ပါတယ်သူတယောက်တည်းအလုပ်မလုပ်ဘူး Fast Power IC နဲ့တွဲဆက်ပြီးတော့အလုပ်လုပ်ပါတယ် ညီညာမှာပါဟာလာခြားချင်းဝင်လာလို့ရှင် तू อ่ะဟာလာဒီ pass power IC နဲ့တွဲဆက်ပြီးတော့ तू ဟာလာဒီဒီဘက်ကနေပြီးတော့ဒီလိုပုံစံမျိုးနဲ့တင်မယ်ဒါနောက်ပိုင်းတန်ရကံဖတ်တဲ့ချိန်ကျလို့ရှင်ကျွန်တော်ခြားချင်းအကြောင်းနဲ့တင်တဲ့ချိန်ကျရင်ပြန်ပြီးတော့တင်မှာပါအခုကလောလောဆယ်မှာကျွန်တော်က power IC ရဲ့သဘောတရားကိုအရင်ရှင်းနေရအဲ့လိုဆိုလို့ရှင်တဲ့ဒီမှာ power IC ဟာလာဒီ power IC ဘေးနားမှာလဲ꽌နေတာ3လုံး4လုံး5လုံး6လုံး6လုံးတော့လာပြီးတော့ရှိနေတယ်ဒီနားက3လုံးတော့မှာသူကလွတ်ထားတယ်ဒါကခြားချင်းအတွက် ွားတဲ့နေရာမှာဒီအိုကောင်ကဗီဂျူအလုံးလုံးနေရတဲ့အတွက်ကြောင့်မို့ဒီလမ်းကြောင်းကိုသူကလွတ်ထားပေးရ။ကျန်တဲ့ဥစ္စာတစ်လုံးနှလုံးသုံးလုံးလေးလုံး၅လုံး၆လုံးတောင်လာရတော့ရှိရ။ဒီလိုဆိုလို့ရှိရင်ဟောဒီကောင်ကဒီကောင်ကကျတော့သူက Power NC ကြီးကအဲ Power NC ကြီးကဒီဖုန်းမှာတော့သူက audio နဲ့တွဲဆက်ပြီးတော့အလုံးလုံးတယ်။ဟုတ်လားဒီနေရာမှာ ADC ဆိုတဲ့နေရာမှာ तू อ่ะ audio နဲ့ live လာဆိုမှ analog to digital computer လုတ်ပြီးရဲ့နေရာမှာဟို audio အပိုင်းကိုအဓိကထားရဲလာဆိုမှလာပြီးတော့ လုတ်ပေးတယ်ဟာလားပါဝါဘိုင်းနဲ့အော်ဒီယိုဘိုင်းနဲ့တွဲတယ်ပါဝါဘိုင်းနဲ့ချာဂျင်ဘိုင်းနဲ့တွဲတယ်ချာဂျင်ပီတန်အလုပ်လုပ်တယ်အလုပ်ဆိုလို့ရှိရင်တဲ့အာဒီကနေလောက်တော့မဝင်လာတယ်โอเคဟို VSYF ကိုကျွန်တော်တို့ဖတ်တယ်ပေါ့ VSYF ဘယ်ကနေဖတ်မလဲဆိုဒီနားနေလာပြီးတော့ဖတ်မယ်နဲ့တွေ့ရယ်ဒီကောင်လားဒီကောင်လားမပြောတတ်တော့ဒီနားနေလာအဲဒီဒီအနီနာက point တစ်လုံးကနေဒီကောင်နဲ့တူပါတယ်ကြည်ရတဲ့ပုံစံเนาะ ကျွန်တော်လည်းတေးချကြမကြည့်လိုက်မိတော့ထားပါတော့အဲ့ဒီကနေတော့ तू က VSYS တလုံးထုံးမယ်ဒါပြီးလို့ရှိရင်တဲ့ तू နောက်ထပ်ပြန်ပြီးလားဆိုမှဒီကောင်ကထူချားလာတယ်သူများထက်ကို तू ကသူ့ရှီကနေလားဆိုမှဘတ်ကွိုင်းတလုံးနဲ့ run ကိုပို့ပေးတယ် CPU ရဲ့အပေါ်ဘက်မှာ CPU ရဲ့အပေါ်ချမ်းမှာရှိရဲ RAM ကိုသူကပို့ပေးရဲ့ GPU ရဲ့အပေါ်ချမှာရှိရဲ RAM ကိုပို့ပြီးရဲဒါပြလို့ရှင် CPU ထဲမှာရှိရဲ modem ပိုင်းကိုရနေပို့ပြီးလိုက်တယ်ဒါပြလို့ရှင် PA နှဝက်ပိုင်းမှာရှိရဲ PA ကိုသူ့ရှီကနေတလန်းကြောင်ပို့ပေးလိုက်တယ်နှဝက်ပိုင်းမှာရှိရဲ RFIC ကိုသူ့ရှီကနေဘို့လမ်းကြောင်တကြောင်လမ်းပြီးတော့ပေးလိုက်တယ်အဲ့တော့တေးကြတယ် PIC ပြက်လို့ရှိရင် network အစင်ပြေမှာမဟုတ်ပါဘူး နောက်ပိုင်းအဆင်ပြေမှာမဟုတ်ဘူး PNC ပြက်လဲဟိုဥမာ run error တို့ mura error ဒါ mura တို့ PA တို့အားပြုတ်သွားဒီကောင်နေရတော့ဒါနောက်ပိုင်းနေပေါ့နော်နောက်ပိုင်းနေ run mind ဆိုင်ရာ error တွေကိုသူ့ရှီကနေပြီးတော့ဘူပေးခြင်းအပြင်သူကထိန်းချုပ်ထားပါတယ်ဟုတ်လားကျန်တာကတော့ ပါဝါ IC အကြီးကတော့ထုံးစံတိုင်းပဲပါဝါခလုံးနဲ့ဆက်သွယ်တယ်ဒါပြလို့ရှိရင် Crystal နဲ့ဆက်သွယ်တယ် Reset Signal ထုတ်မယ် PSO ထုတ်မယ် Back Output Line တွေထွက်မယ် Audio Output Line တွေသူချီရနေပြီးတော့ထုတ်ပေးမယ်ဒါပြလို့ရှိရင်ဟိုအဲဒါပြလို့ရှိရင်သူက Audio ဘိုင်းမှာဒီနေရာမှာကချက်သူကပြန်ပြီးလောက်တော့မှတွဲဆက်ပြီးတော့အလုပ်လုပ်ထားမယ် Audio Code IC အနေနဲ့သူကတွဲဆက်ပြီးတော့အလုပ်လုပ်ထားမယ် Okay လောလောဆယ်မှာမိစေတို့ကိုကျွန်တော်ကဒီမှာ power IC အလားအလုံးလုံးပုံ၅မျိုးနဲ့ပတ်သက်ပြီးလောက်ဆိုမှာကျွန်တော်အလားဒီနေ့အချိန်ရတဲ့လောက်ကျွန်တော်ပုံနေထိုင်ဆွဲလောက်ဆိုမှာအလားအခု ဒီအလေးကိုကျွန်တော်တင်ဆက်ပြသပေးခဲ့ပါတယ်။နောက်ရနောက်ရတည်ကြလို့ရှင်လည်းဒီထဲမှာအခုဒီ recording ထဲမှာမပြောလိုက်ရတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြန်ပြီးလာဆိုမှပြောနိုင်အောင်ကြိုးစားပါအောင်မယ်။ခါတိုင်းကတော့ကျွန်တော်တို့ဒီ business side ရတင်နေဆိုတာ component ကနေ side ရတင်တာပါ။ဒီဖုန်းတစ်လုံးပေါ်မှာရှိရ connector sensor ဟုတ်လားအာဒိုင်အုပ်ဒီဖုန်းပေါ်မှာရှိတဲ့ component တွေကနေစတင်တာဒါပေမဲ့ဒီတစ်ခေါက်ကကျတော့ကျွန်တော်ဒီကနေ power IC အကြောင်းကနေစပြီးတော့သွားလိုက်ပါတယ် IC အကြီးတွေ IC ကြီးတွေပါညာနည်းနည်းချင်းချင်းပြောပြရတဲ့ကျွန်တော် component ဒီဖုန်းပေါ်မှာရှိရဲ့90နဲ့5ရာခိုင်နှုန်းလောက်တော့ component တွေတော်တော်များများကိုကျွန်တော်တို့နားလည်နိုင်အောင်ကျွန်တော်တို့လေ့လာကြအောင် ဒီပေါ်မှာရှိရတချို့ဟိုအခုမှ ဖုန်းနဲ့ဝင်လာတဲ့ကလေးတွေဆိုရင်မတိရဟာတွေရှိရကြာဒါကြီးကဘာကြီးတုံးဒါကြီးကဘာကြီးတုံးစရဖြစ်ပေါ့ဒီပြပြလေးကဘာကြီးတုံးဟာလာအဲစအဲဒီဒီကောင်ကြီးကဘာကြီးတုံးဟိုကောင်လေးကဘာလေးတုံးစချင်းတေးသေးလေးအာဒီစီလောက်နားလဲပြီမဲ့တချို့တော့တို့မမြင်ဘူးတဲ့အရာတွေကိုတို့နည်းနည်းပြဿနာလေးတွေရှိရတွေ့ရပါတယ်အဲ့ဒီဥစ္စာလေးတွေကိုကျွန်တော်အသက်နိုင်ဆုံးရှင်းပြနိုင်အောင်ကြိုးစားပါမယ်โอเค thank you မိတ်ဆွေတို့အားလုံးအဆင်ပြေပါစေ